ကျွန်တော်ရအောင်မမြင်လာပါသရက် and feel show ကနေပြီးတော့ကြိုးဆိုပါရစေကျွန်တော်တို့ဘာဘူးတင်းတင်းကိုအများအားတင်ဆက်ပေးနေတဲ့ဇင်မင်းပါဘာကျွန်တော်တို့ဘာဘူးတင်းကရှုံးပွဲတွေဆက်နေတဲ့နေရာကနေပြီးတော့အဲကျွန်တော်တို့တွေနည်းနည်းလေးရောင်းနေစပြီးတော့တွေ့လာရပြီရှုံးပွဲတွေကိုတဖြည်းဖြည်းနဲ့အဆုံးတက်လာတာကိုတွေ့ရတယ် အထူးသဖြင့်ဒီယာဒီမှာဒါကျွန်တော်တို့လေးပွဲစတိုက်ပရီးမီးယားလိမှာရှုံးနေနောက်ဆုံး9ပွဲမှာ6ပွဲအထိပြိုင်ပွဲဆုံးမှာရှုံးခဲ့တယ်ဆိုတဲ့ရလဒ်မျိုးကိုကြုံတွေ့ခဲ့ရပြီးတော့အာနက်စတော့ရောအဲကျွန်တော်တို့ဘဘူးတင်ရဲ့ကစားသမားတော်တော်များများကိုဖီအားအောက်ကိုရောက်ခဲ့အဲလက်ရှိအချိန်မှာဆိုရင်အက်တွန်ဗီတာကိုကလင်းရှိပြန်ရပြီးတော့အဲနောက်ထပ်ရီယဲအသင်းကိုလည်းကလင်းရှိနဲ့ဒါအနိုင်ရခဲ့တယ်ဒီပွဲအပြီးမှာကျွန်တော်တို့ဘဘူးပရိသတ်တချို့ကတော့ပြောကြတာဗောလေအဲဒါငါတို့အသင်းကမ်းဘက်ပြန်လာပြီငါတို့အသင်းပြန်လာနိုင်ပြီလို့ပြောကြတယ် ဒါမှမဟုတ်လေကျွန်တော်တို့အတင်းနေပြန်လာနိုင်တာလားပြန်မလာနိုင်သေးဘူးလားဆိုတာကစမ်းသပ်မဲ့ပွဲတစ်ပွဲကြံသေးတယ်။ဒါကကျွန်တော်ကိုယ်လည်းအကုန်လုံးသိတဲ့အတိုင်း Manchester City နဲ့ပွဲအဲဒီ Manchester City နဲ့ away win ပွဲစဉ်ကကျွန်တော်တို့လိုပါဘူးအတင်းတော့ခက်ခဲအောင်မဲ့ပွဲတစ်ပွဲပဲ။အဲဒီပွဲစဉ်အတွက်ကိုကျွန်တော်တို့လိုပါဘူးအတင်းနေနဲ့အများကြီးအအောင်ဆက်ဖို့လိုအပ်တယ်။ဒီပွဲစဉ်ကလိုပါဘူးအတင်းနေနဲ့ Premier League မှာ ဒါဒီအားဒီမှာဘလောက်ထိအောင်တွားမလဲဆိုတာကိုဆုံးဖြတ်ပြီးမြဲပွဲတစ်ပွဲဖြစ်တယ်။ဒါကြောင့်မို့လို့ဘာလို့သင်ကမ်းဘက်ပြန်လာနိုင်တာလားကမ်းဘက်ပြန်မလာနိုင်သေးဘူးလားဆိုတာကလောလောဆယ်မှာကျွန်တော်တို့ပြောဖို့တော့ကတော့နည်းနည်းစောသေးတယ်။တပွဲလောက်လိုသေးတယ်။အဲဥမာမန်ချက်စတာစီးတီးအသင်းကိုကျွန်တော်တို့ကစားပြီးသွားလို့ရှိရင်အဲ့ဒီကစားတဲ့ခြေစွမ်းကမန်ချက်စတာစီးတီးကိုရှင်ကစားနိုင်ခဲ့လားအဲ့တော့မဟုတ်ရင်မန်ချက်စတာစီးတီးကိုအနိုင်ကစားနိုင်ခဲ့လားပေရီကစားနိုင်ခဲ့လားဒါမှမဟုတ်ရင်အသင်းရဲ့ရှားလက်ကဆိုးရွားခဲ့လားဆိုတော့ကြည်ပြီးတော့ ကျွန်တော်တို့ပါဘူးတင်ဒီယာနေမှာဘလောက်ထိအောင်ရောက်နိုင်လဲဆိုတာကိုကျွန်တော်တို့ပြောလို့ရတယ်။ဟောဘာပြောရလဲဆိုတော့ဗျာကျွန်တော်တို့ကရှေ့မှာတော့ကကျွန်တော်တို့ရာသီအစမှာအဖွင့်ကြီးကောင်းခဲ့တယ်။တိုးပေမဲ့လည်းကစားပုံမကောင်းခဲ့ဘူး။ကစားပုံကဟိုကွင်းလဲမှာဆိုရင်လည်းကွင်းလဲအလျောက်လိုအပ်ချက်ရှိတယ်။တိုက်စစ်မှာဆိုရင်လည်းတိုက်စစ်အလျောက်လိုအပ်ချက်ရှိရဲ့။ခံစစ်မှာဆိုရင်လည်းအဆိုးရွားဆုံးခံစစ်ကိုဒီယာနေမှာပိုင်ဆိုင်ခဲ့ရတယ်။ဆိုတော့ဒါတွေကကျွန်တော်တို့ပါဘူးအတင်းအတွက်ဒါအများကြီးပုံမှာနိုင်ဝဲတွေရနေတယ်ဆိုပေမဲ့လည်းပြောစရာတွေဖြစ်ခဲ့တယ်။တိုးပေမဲ့လည်း အချိန်တန်တော့နိုင်သွားတာဖြစ်တဲ့အတွက်နိုင်မှသုံးမှရသွားတာဖြစ်တဲ့အတွက်ဗျာကျွန်တော်တို့ကနိုင်နာကြီးကိုဟိုခေါင်းနဲ့အရင်ဆုံးရောက်လာပြီးတော့အဲ့ဒီလိုအပ်ချက်တွေကကျွန်တော်တို့တိတ်ပြီးတော့မမြင်ခဲ့ရအောင်တပွဲတစ်တပွဲပို့ပို့ပြီးတော့တည်တာလာတာပဲရှိတာအဲ့ဆိုတော့ပွဲစဉ်ကအပီအထိနိုင်ထားတယ်ပွဲစဉ်ကအပီမှာပြိုင်ပွဲစုံ9ပွဲစတိုင်နိုင်ထားတယ်ဆိုတော့ဒီဘာဘူးပရိသတ်တွေအနေနဲ့ကရောအသင်းကိုယ်တိုင်ကလည်း confident တော့ရှိတယ်တိုးရင်အသင်းရဲ့လိုအပ်ချက်တွေအများစုကကျွန်တော်တို့မြင်တွေ့ရသေးပြီအဲပွဲစဉ်ရှင်းမှာ Crystal Palace ကစပြီးတော့ကျွန်တော်တို့စတိုင်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 ရှုံးနေအဲ့ဒါတွေက အသင်းမှာရှိတဲ့လိုအပ်ချက်တွေအဲ9နိုင်နေတုံးမှာလည်းအဲ့ဒီလိုအပ်ချက်တွေကကျွန်တော်မြင်တွေ့ရတာပဲဒါပေမဲ့လည်းပြိုင်ပွဲအသင်းအနေနဲ့ကအဲ့ဒီလိုအပ်ချက်တွေကိုသူတို့အနေနဲ့ရှာမတွေ့နိုင်ခဲ့တာဘာကူရဲ့အားနည်းချက်တွေကိုသူတို့ရှာမတွေ့နိုင်ခဲ့လို့သာသူတို့ရှုံးသွားခဲ့တာသူတို့အဲ့ဒီတုံးကခြေစွမ်းမျိုးနဲ့အခုအချိန်မှာကျွန်တော်တို့နောက်ထပ်တစ်ဖန်ပြန်ပြီးတော့နိုင်လာတဲ့ခြေစွမ်းမျိုးနဲ့ကနည်းနည်းလေးကွာခြားလာတာကိုတွေ့ရတယ်။ကွာခြားလာတယ်ဆိုတော့ကဟိုဘယ်လိုလဲအများကြီးတိတိတသားကြီးကောင်းသွားတာကိုပြောချင်တာမဟုတ်ဘူး။နေရာတနေရာချင်းစီစီမှာ ကစားသမားတွေရဲ့ပုံစံတွေကစားပုံစံတွေနဲ့အသင်းရဲ့လက်ရှိသွားချင်နေတဲ့ပုံစံတွေကနည်းနည်းလေးအာနေစလို့သွားချင်တဲ့ပုံစံနဲ့ကစားသမားတွေကစားနေတဲ့ပုံစံကနည်းနည်းလေးကိုက်လာတာကိုတွေ့ရတယ်။ဟိုအသားကျလာတယ်လို့ပဲပြောရမလား။အော်တော်တော်လေးကမှအာနေစလို့ရဲ့ကစားကွက်တွေမှာနည်းနည်းလေးလိုက်ပါစီမျောစာပြုတ်လာပြီ အဲဒါဆိုရင်အနိရောကပုံမှန်အတိုင်းဆိုရင်သူကဘောလုံးကင်ပြီးတော့ present ကစားနေတာဗျာပြိုင်ပွဲအသင်းကို nominate လုပ်ပြီးတော့သူ့ဘက်ကသာအမြဲတမ်းဘောလုံးကင်ထားမယ်အသင်းရဲ့တန်ဖိုးအပွဲရဲ့တန်ဖိုးအတင်းချကိုကိုရီအသင်းတစ်ဖက်ကိုရီအသင်းကပဲတစ်ဖက်သက်လုပ်မယ်ဒီလိုမျိုးကစားနေတဲ့နီးပြမျိုးဒါပေမဲ့သူလက်ရှိကစားနေရတာ Premier League လိုမျိုး League မှာကစားနေရတာဆိုတော့ဒါတွေကတိတ်ပြီးတော့အလုပ်ဖြစ်နေတာကိုကျွန်တော်မတွေ့ခဲ့ရဘူးအဲ့ဒါတွေကပဲလိုပါဘူးအသင်းရဲ့ရှုံးပွဲဆက်သွားစီခဲ့တဲ့အရာတွေလို့ပဲပြောရမှာပဲ အဲဒါပေမဲ့ဒီအချိန်မှာ uninstall ပြန်လာနိုင်ခဲ့ပုံကဒါပြန်လာနိုင်ခဲ့တယ်ဆိုတာလည်းဗျာ uninstall နိုင်ပွဲတွေပြန်ရှာတွေ့နိုင်ခဲ့တဲ့အပေါ်မှာသူ့ရဲ့ niche စကနည်းနည်းလေးကွာခြားသွားတာကိုကျွန်တော်တွေ့ရတယ်။ဘာတွေ့ရလဲဆိုတော့ပြန်ပြန်အသင်းကိုဘောလုံးပြန်ပြီးပြီးတော့ပြီးကင်လာ။ညောင်ကပွဲစဉ်မှာဆိုရင်လည်း reacting ကိုဘောလုံးပြီးကင်ထားတယ်။ကြားတယ်မင်းတို့ကင်တာမင်းတို့ဘောလုံးကျူတာ။ငါတို့ကအချိန်တန်ငါတို့ area ဘောက်သေးကိုရောက်လာတဲ့အလုံးတွေငါတို့ရဲ့ final တက်ဆုံတွေကိုရောက်လာတဲ့အလုံးတွေကိုငါတို့ထိအောင်ကာကွယ်မယ်။အဲ့ဒီကာကွယ်ရနေပြီးတော့တဆင့် ငါတို့တွေကကောင်တာတိုက်စစ်တွေကိုခက်မြမြန်တော်တော်ပြန်သွားမယ်ကလော့ပုံစံမျိုးပြန်ပြီးတော့ကစားလာတာကိုတွေ့ရတာကလော့ကိုပြန်ပြီးတော့ဒါပဲမယ်ကလော့ရဲ့ကစားပုံတွေခိုးယူတာတွေဘာတွေကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးကလော့သွားခဲ့တဲ့ flow အတိုင်းကိုပြန်ပြီးတော့စီမျောလာတယ်ငကိုကလေးကဒီ flow ကိုလဘူးအသင်းရဲ့ကစားသမားတွေကကြင်ညက်နေပြီးသားဗျာအဲအဲ့လိုမျိုးကောင်တာတိုက်ကောင်တာတိုက်စစ်တွေခက်မြမြန်ခက်တက်တက်သွားတယ်ဆိုတော့ကလဘူးအသင်းကစားသမားတွေကငကိုကလေးကဟိုကြင်ညက်နေပြီးသားကစားသမားတွေကြီးပဲဆိုတော့အဲ့လိုမျိုး flow နဲ့ပြန်သွားတာက တော်တော်လေးကိုမှထိရောက်ခဲ့တယ် ညာကပွဲစဉ်မှာဆိုရင်ပြိုင်ပွဲအသင်းဖြစ်တဲ့ real အသင်းကဘောလုံးကိုကိုယ်အသင်းထက်ပိုကင်ထားတယ်ကိုတွေကလိုအပ်လို့လိုဘလော့ဆော့တယ်လိုအပ်လို့မစ်ဘလော့ဆော့တယ်ဒါတွေကပြောင်းလို့ပြောမလဲနိုင်ပွဲတပွဲရဖို့အတွက်လိုဘလော့ဆော့တာမစ်ဘလော့ဆော့တာကရှက်စရာဟုတ်မနေဘူးပြသေးလားတခါလေကြာလို့ရှိရင်လေဟိုကျွန်တော်တို့ပရိသတ်တွေကိုယ်တိုင်ကလည်းဗျာအဲ့လိုမျိုးလိုဘလော့ဆော့တာမစ်ဘလော့ဆော့တာကိုမကြိုက်ကြောက်ဟိုဘာလို့လဲဆိုတော့ဖျော်ဖြေမှုမဆန်ဘူးဗျာကိုယ်အသင်းကအားနေအကန့်ခံနေရတယ်အားနေဟိုကိုယ်အသင်းကအမြဲတမ်းတစ်ဖက်သက်ဖိခံနေရအဲ့ဒါကြီးကိုပရိသတ်တွေကလည်းမကြိုက်ကြောက် ဒါကိုလည်း honest တော့နေသူမကြိုက်ဘူးအစားတော့ကသူမကြိုက်ဘူးဒါဘယ်မဲ့ညာကပွဲစဉ်မှာအဲသူဓာကြီးကိုရွေးချယ်ခဲ့တယ်လိုဘလော့ဆော့မယ်မေဘလော့ဆော့မယ်ဆိုပြီးရွေးချယ်ခဲ့တယ်အဲ့ဒီရွေးချယ်မှုကတကယ်တမ်းကိုအမအလုတ်ဖြစ်ခဲ့ဘာဖြစ်လဲဆိုတော့ပြိုင်ပန်းအသင်းတသင်းရဲ့အနေနဲ့ကကိုးထက်ပုံပြီးဘောလုံးကင်ထားရတယ်ဆိုပေမဲ့လည်းသူတို့ခြေတော်တမှာဘောလုံးရှိနေတာကလွဲပြီးတော့ကြံတာတွေအများကြီးပေးပြီးတော့မလုတ်အဲဒါကြောင့်မလို့ဒီယာဒီမှာကျွန်တော်တို့ဒီယာဒီအစပိုင်းမှာဒါ high line defense နေအများကြီးဆော့တယ်အဲ high line defense ဆော့တာကြီးကလည်းလဘဘူးအသင်းရဲ့အမားတွေကအမားတခု ဘာပြောလဲဆိုတော့ဗျ highline defense ဆော့တဲ့နေရာမှာ highline defense ဆော့တဲ့အသင်းတွေမှာဆိုရင်ဗျာဥမာအမြင်သာဆုံးပြောမယ်ဆိုကျွန်တော်ဘာဆိုလိုနာအသင်းဘာဆိုလိုနာဆိုရင် highline defense ဆော့တာအရန်ပုံမှာကြောက်စရာကောင်းတယ်ကြောက်စရာကောင်းတယ်ဆိုဗျာသူ့ရဲ့ highline ကအမြင်ကြီးဗျာဆော့တာအဲ့ highline ကိုသူတို့မှာ live လို့ recover လုပ်ပေးနိုင်တဲ့ကစားသမားတွေရှိတယ် Alejandro Berry တို့အရန်ပုံမှာမြန်နေဗျာပြီး Kubasi တို့အရန်မြန်နေကစားသမားတွေတို့မှာကျွန်တော်လိုပါဘူးမှာက highline defense ဆော့တယ်ဆိုရင်မဲ့လေကိုနာတီပြီးရင်ဘာကေပန်တိုင်းဒီကစားသမားတွေဆိုတော့ကကျွန်တော်တို့ထင်သလောက်မမြန်တော့ဘူးဗျာ တို့ရဲ့မြန်တုံးကကျွန်တော်ကြီးလွန်ခဲ့တဲ့၄၅၆နှစ်ကတွေ့ပြီးသွားပြီအဲအဲ့ဒီလိုမျိုးမြန်တုံးမျိုးကိုဒီရာဒီမှာမရှိတော့ဘာကြောင့်မို့ဒီရာဒီမှာကျွန်တော် high line defense တွေစောနေတယ်မှာနည်းနည်းလေးစပြီးတော့စကားပြောစရာတွေဖြစ်တယ်လိုအပ်ချက်တွေအရန်များတယ်အဲ့ဒီလိုအပ်ချက်တွေကနေပြောပဲ twin goal တွေခဏခဏခွင့်ပြုရတယ်ဘာကြောင့်မို့ဒီရာဒီမှာကိုယ်ရည်အတင်းနေနဲ့ဟိုဘောလုံးကြီးကင်ပြီးတော့ high line defense စောတာတည်းစာရင်ဒီလိုမျိုးလိုဘလော့လေးစောပြီးတော့နိုင်ပွဲတွေကိုပြန်ပြီးတော့ရှာတာက arnage တော့အတွက်အဖြေတစ်ခုဖြစ်လာတယ်လို့ပဲကျွန်တော်ပြောရမှာပါပဲ ်ဟိုအာနေဆိုတော့ तू ပြောခဲ့တဲ့ငါတို့အဖြေရှာမတွေ့သေးဘူးဆိုတဲ့အရာကညာကပွဲစီမှာ तू အဖြေတခုတွေ့နိုင်မယ်လို့တော့ကျွန်တော်ထင်တယ်ပြီးရင်အဲထပ်ပြီးတော့ဗောလေဟိုဘယ်လိုပြောလဲမန်ချက်စတာစီးတီးနဲ့ပွဲစီမှာဆိုရင်ကျွန်တော်အတင်းကတေချာပေါ့အဲဒီကနေ့ညပွဲစီနေလို့ပဲပွဲထွက်လာဖို့လေတော်တော်လေးယာကန်တော့များပါတယ်ပွဲထွက်လာဖို့ဆိုတာလည်းဗျာဒီကနေ့ညပွဲစီမှာကစားသွားတဲ့ပုံစံမျိုးလိုဘလို့ပဲဖြစ်စီမင်းဘလို့ပဲဖြစ်စီဒီလိုမျိုးကစားဖို့အတွက်တော်တော်လေးဟိုမှာယာကန်တော့များတယ်ပြန်ပြန်အတင်းဖြစ်တဲ့ပက်ကွာရိုလာရဲ့အတင်းကလည်း present ဆော့တဲ့နေမှာဆရာကြီးဗျာဒါပေမဲ့လည်းပက်ကွာရီလိုရာဆိုတာကနောက်ပိုင်းမှာလည်းသူတို့က modern လောကကိုဥဆောင်ခဲ့တဲ့နေပြတူဖြစ်တာ ਨੇ အညီဗျာသူကအမြဲတမ်းလိုလိုဒါ present ပဲမဆော့တော့ဘူးသူကောင်းကောင်းနားလည်သွားပြီဗျာပြီးခဲ့တဲ့ယာစီမှာလည်းသူ့ရဲ့ present ကအလုံးမဖြစ်တော့ဒါကိုသူကောင်းကောင်းနားလည်လာပြီဒီယာစီမှာသူအဲ့ present ကနေပြီးသူနည်းနည်းလေးပြင်တယ်လောင်းဘောဆော့တင်ဆော့တယ်လူဘလော့ဆော့တင်ဆော့တယ်မစ်ဘလော့ဆော့တင်ဆော့တယ်သိလားကြီးဗျာ arsenal နဲ့အသင်းကိုကစားတဲ့ပွဲစဉ်မှာ သူအတင်းကတကိုးရနေတာတော့မှပဲသူအနေနဲ့ပုံမှန်တိုင်းဆိုရင်သူတကိုးရတာကလည်းနှစ်ကိုးနှစ်ကိုးကနေသုံးကိုးလိုချင်တဲ့နီးပြားကတကိုးရပြီးတော့လုံးဝကြီးခံစီကြီးကိုပိတ်ချလိုက်တာအဲ့ဒီလိုမျိုးနီးပြားတအုပ်အနေနဲ့ modify light လုပ်နေတဲ့အချိန်မှာ anisot ကလည်းအဲငါဒီလိုမျိုးမလုပ်ရင်တော့မဖြစ်တော့ဘူးဆိုတော့ပုံစံမျိုးနဲ့သူ့ရဲ့ဒါဘယ်လိုမျိုးလဲတိမ်ဦးတန်တန်ခံစားချက်တွေကိုသူနောက်ပို့ပြီးတော့လှုပ်တင်တာကိုသူလှုပ်လာရေးလို့ကျွန်တော်မြင်တယ်ဆိုတော့ anisot အနေနဲ့နောက်လာမယ့်ပွဲစဉ်တွေမှာဘယ်လိုမျိုးပြုပြင်သွားမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်အဲသူသဖြင့်တော့ကျွန်တော်တို့ရေ မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာရလက်ကောင်းတစ်ခုရတယ်ဆိုရင်တော့ကျွန်တော်တို့ဘာဘူးပြိတ်သက်တွေနဲ့ကလက်မထောင်ရရအဲငါတို့ညပြန်လာပြီလို့ကောင်းကောင်းကြွေးကြော်လို့ရဒါပေမဲ့တခုရှိတာကမန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာမနိုင်ရောငါတို့ညပြန်မလာနိုင်တော့ဘူးလားဆိုတော့အဲ့လိုလေမှာဟုတ်ပြန်ဘူးဗျာဒါပေမဲ့တခုရှိတာကမနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီ RC မှာချန်ပီယံဆုကိုကာဝယ်ဖို့အတွက်ကနည်းနည်းလေးဝေဝါးသွားပြီဝေဝါးသွားပြီဆိုရတယ်ဗျာကျွန်တော်ဖြစ်နိုင်ကြီးကတော်တော်လေးပုံမှာရှာခိုင်းတော့နည်းသွားပြီအဲကျွန်တော်တို့ကပုံမှန်အခုလက်ရှိပုံစံအတိုင်းဆိုရင်တော့မှပဲ အဲကျွန်တော်တို့က80ရာခိုင်နှုန်းလောက်ထိမျှော်လင့်လို့ရသေးတယ်အာဆီယံက69ရာခိုင်နှုန်းမျှော်လင့်လို့ရမယ်မန်ချက်စတာစီးရီးက80ရာခိုင်နှုန်းမှာမျှော်လင့်လို့ရနေတယ်ဆိုရင်ကျွန်တော်အသင်းကလည်း80ရာခိုင်နှုန်းလောက်မျှော်လင့်လို့ရနေသေးတယ်ဆိုတော့ကိုရီကလည်းသူများအသင်းအနေနဲ့ရှင်ရင်အဲလက်ရှိထိပ်ဆုံး3တင်းနဲ့ထိပ်ဆုံးအသင်း2တင်းနဲ့ရှင်လို့ရှိရင်မနှိမ့်တဲ့အနေအထားမျိုးမှာရှိနေသေးတယ်ဒါပေမဲ့မန်ချက်စတာစီးရီးကိုအကယ်၍အေးနေသွားပြီဆိုရင်တော့အဲ့ဒီမျှော်လင့်ချက်တွေက ျွန်တော်တိတ်ပြီးတော့အလုပ်ဖြစ်လာမှာမဟုတ်တော့ဆိုတော့ကျွန်တော်အသင်းပြန်လာနိုင်ပြီလားဆိုတာကတော့ Manchester City နဲ့ပွဲစဉ်ကိုကြည့်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်လို့ရပြီပဲဖြစ်တယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကရောကျွန်တော်အသင်းပြန်လာနေပြီလို့ထင်လားအဲဘာဘူးအသင်းလက်ရှိမှာပြန်လာနေပြီလို့ထင်ကြလားလူမြင်ရလားချက်လောက်ဆွေးနေကြပါအောင်ကျွန်တော်လည်း Line Subscribe လုပ်ပြီးကြအောင်ကျေးဇူးများအစ်တင်ပါတယ်ကြာ